င်္ဂလာပါမြစ်စနာသတင်းချာနဲ့ပတ်စင် TV အစီအစဉ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ဒီအစီအစဉ်မှာကချင်ပြည်နယ်အတွင်းကသတင်းနဲ့သတင်းဆောင်ပါတွေအပြင်တိုင်းရင်းသားလူမျိုးစုတွေရဲ့အသံတွေကိုစူးစိတင်ဆက်ပေးမှာဖြစ်ပါတယ်ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့နယ်မြေအငင်းပွားမှုတွေနဲ့ပတ်သက်ပြီးတပ်ဖွဲ့နှစ်ခုကြားမလိုလားအပ်တဲ့ပြဿနာကြီးဖြစ်ပွားလာမှာကိုအထူးစိုးရိမ်မိတယ်လို့ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KNU KNY ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ် ဂျေယန်ရှီဆောင်စကန်ကအသက်10နှစ်ဝန်းကျင်အရွယ်မိန်းကလေးငယ်3ဦးကိုပြန်ပေးဆွဲတပ်ဖြတ်ခဲ့သူကိုဖမ်းဆီးပြီးစစ်ဆေးနေပါတယ်။ကလေးတွေရဲ့ပညာရေးကိုတစ်ဖက်တလန်းကနေကူညီပေးနေတဲ့ရုံးမတောင်တန်းတွေကြားကရေယူခီးတဲ့စာကြည့်တိုက်အကြောင်းကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့နယ်မြေအငင်းပွားမှုတွေနဲ့ပတ်သက်ပြီးတပ်ဖွဲ့နှစ်ခုကြားမလိုလားအပ်တဲ့ပြဿနာကြီးဖြစ်ပွားလာမှာကို အထူးစိုးရိမ်မိတယ်လို့ကချင်လွတ်လပ်ရေးအဖွဲ့အစည်းကန်ဦးကန်ရေးပြန်ကြိုက်တာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်ကိုလိုဘုတ်တိုင်မှုဒီငင်းဘွားမှုဒီအချစ်စစ်ဖြစ်လာတဲ့အတွက်ကြောင့်ကျွန်တော်တိုင်းသားနှစ်ဖွဲ့ချားမှာပေါ့နော် မလူလားအပ်တဲ့ပြဿနာကြီးတွေဖြစ်ပေါ်မှာကိုတော့ကျွန်တော်တို့ကေဝဖွဲ့အနေနဲ့တော့အထူးစိုးရိမ်မိပါတယ်။ဒါကြောင့်အဲ့ဒီနှဖွဲ့ချားမှာညနိုင်ဆွေးနွေးပြီးမှအဖြေရှာဖို့အဲ့တော့အရေးတကြီးလိုအပ်တယ်လို့ကျွန်တော်ကတော့အဲ့လိုမြင်ပါတယ်။ညနိုင်အဖြေရှာမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်။ ီးခဲ့တဲ့လပိုင်းတွေကတည်းကရှမ်းပြည်မြောက်ပိုင်းမှာ TNLA နဲ့ KIA နဲ့ဖက်တရဲအောက်ခြေတပ်သားတွေကြားမကြာခဏဆိုသလိုနေမြေအငင်းပွားမှုတွေခက်စိတ်စိတ်ဖြစ်ပေါ်နေရလည်းဖြစ်ပါတယ်။အငင်းပွားမှုအတွင် TNLA တပ်သားတွေရဲ့ရိုင်းနဲ့မောင်းထုတ်ခံရတာဟာ KIA ဝန်ထမ်းရဲဘော်တွေညံ့ဖျင်းလို့မဟုတ်ပဲစစ်သားပြပြတတမျိုးချစ်စိတ်အပြည့်အဝနဲ့စီကန်းလိုက်နာတာဖြစ်တယ်လို့ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KOKA တရင်နဲ့ပြန်ကြားရေးတာဝန်ခံပုံမှုချင်းတော်ဘူကပြောပါရယ်မလွဲမရှောင်တာအငင်းပွားမှုဖြစ်ခဲ့ရင် စည်ရင်အသုံးပြီးဖြည့်ရှင်တဲ့နေလန်းကိုအသုံးမပြုဖို့နဲ့အဖွဲနှစ်ဖွဲကြားညီနိုင်ဖြည့်ရှင်တဲ့နေကိုပဲအသုံးပြုဖို့ညွန်ကြားထားတာရှိတာကြောင့်အဲ့ဒီစည်းကမ်းတွေကိုလိုက်နာလို့အခုလိုမျိုးဖြစ်တာလို့ဘုံမကြီးနော်ဘူကရှင်းပြပါဗျာ။ ေခုလိုမျိုးပေါ့နော်ရဲ့ net မောင်းထုတ်ခ냐တာကတော့ကျွန်တော်ရဲ့ဝန်ထမ်းတွေရေးဖို့ဒီညံ့ဖြစ်လို့မဟုတ်ပါဘူးမတုံ့ပြန်နိုင်လို့လည်းမဟုတ်ပါဘူးစစ်တာပြပတတာယူချစ်စစ်အပြအဝနဲ့စီကန်လိုက်နာတာနော်အမိန်နာခတ်တာလို့တာဖြစ်ပါတယ်ဆိုတာပြောလိုပါတယ်ခုလိုမျိုးရဲ့နဲ့ခ냐တဲ့ရေးဖို့ဒီကိုလည်းအဲဒေသပါတယ်ချီလဲချီကျိုးပါတယ် ကျော်ရရဲ့ဘော်တွေကိုအထက်ကညွှန်ကြားချက်မှာတိုင်းဒါညီကိုအချင်းချင်းဒေါ်လာညတဲ့ဖွဲ့ပုံအချင်းချင်းနောက်နောင်အထိပေါ်နော်ခွေမလွတ်နိုင်နောက်တဲ့ဖြစ်ရမျိုးဒီမလွတ်မိအောင်တရိသားဖို့ကျော်ရအမေရန်ညွှန်ကြားချက်မှတ်ထားတာရှိပါတယ် ပြီးခဲ့တဲ့ဖေဖော်ဝါရီလ29ရက်နေ့ကရှမ်းပြည်မြောက်ပိုင်းမန်တုံနဲ့မုံမိတ်ချာကမမောက်ရွာမှာရှိတဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့တပ်စခန်းဘက်ကိုတောင်းအမျိုးသားလူမျိုးရေးတပ်မတော် TNLW တပ်သားတွေဟာအင်အားအများအပြားနဲ့ဝင်ရောက်လာပြီး KIA တပ်သားတချို့ကိုရိုက်နှက်ထိုးကျိတ်တာတွေပြုလုပ်ခဲ့ပါတယ်။ဒါအပြင်ဖေဖော်ဝါရီလ23ရက်နေ့မနက်3နာရီဝန်းကျင်လောက်မှာလည်း KIA တိုင်ရင်34နယ်မြေမန်တုံဒေသက KIA ရဲ့တိုက်နယ်ရုံးကို TNLW တပ်သားအင်အားအများအပြားဝင်ရောက်လာပြီး ရုံးကိုဖြိုချခဲ့တာတွေရှိတယ်လို့လူမှုကရန်စာမျက်နှာတွေမှာမျှဝေရေးသားချက်တွေအရသိရပါဗျ။ပြီးခဲ့တဲ့ဇန်နဝါရီလ26ရက်နေ့ညနေပိုင်းလောက်ကလူမှုကရန်စာမျက်နှာမှာပြန့်လန့်လာတဲ့ရုပ်တံတစ်ခုမှလည်းထျန်နေဝေတတအင်အားတရာကျော်ကဒီမာဒေတာဘက်အင်အားပြဖို့ခြေတက်လာချိန်နမ်ဖက်ကနဲ့နမ်အွန်ဘက်မှာရှိတဲ့ KIA ဂိတ်တွေကနေတာစီရင်နှစ်ဖက်တတတွေအချင်းများနေကြတာကိုတွေ့ရှိရပါဗျ။ KIA ထိန်းချုပ်ရတမဟာ6နေမြေကဒီမာဒေတာဘက်အပြင် နမ်အုံနမ်ဖက်ကာမုံဝီမုံကို စားတဲ့နေရာဒေသတွေပတ်မှာလဲ KIA နဲ့ TNLW လက်အောက်ခံတပ်သားတွေအချင်းချင်းအင်အားပြအငင်းပွားမှုတွေဖြစ်ပွားခဲ့ပါတယ်ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KNO KNA ဌာနချုပ်လိုင်စာမျိုးအနီးမှာရှိတဲ့ဂျေယန်ဆစ်ဆောင်စခန်းကအသက်10နှစ်ဝန်းကျင်အရွယ်မိန်းကလေးငယ်၃ဦးကို ပြန်ပေးဆွဲတပ်ဖြတ်ခဲ့သူကိုဖမ်းဆီးပြီးစစ်ဆေးနေတယ်လို့ ကျန်ဦးကျန်ရီတတိယနဲ့ပြန်ကြိုက်တာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ဘလို့အချောင်းရင်းတွေကြောင့်ခုလိုမျိုးလုပ်တဲ့ဆိုတော့ကိုကျန်ဦးကျန်ရီစုံစမ်းစစ်ဆေးရအဖွဲ့ကနေစစ်ဆေးနေတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကမြချင်းသားတတင်းကြံနေကိုပြောပါတယ်။အပီပီရှင်ကျွန်တော်တို့စစ်ဆေးအဖွဲ့ဒီဖွဲ့ပြီးမှအစစ်ဆေးပြီးမှခုလိုမျိုးအတီဝကတီခံကိုဖမ်းတာဖြစ်ပါတယ်။အဲသူကိုဖမ်းပြီးတဲ့နောက်ပိုင်းမှာသူကအခုခုထိကတော့ အုံခံပါလေလို့ပြောမှာပေါ့အတူဝန်ခံပြီးမှအဲဒီမှာတက်တက်ပြီးမှထားတယ်ဆိုတော့ကိုသူပြောတဲ့ဟာကိုပြန်ပြီးမှကျော်တို့အတီးပြူပြီးမှအဲဒီကလေးကြီးရဲ့အလောင်းတွေကိုကောက်ရရဖြစ်ပါတယ်ဘာကြောင့်ဘလို့ကြောင့်ဒီလိုဖြစ်တယ်ဆိုတာတော့တချို့ရဲ့ဖွဲ့ရဲ့အထုပ်ပြန်စီငယ်ချက်ထွက်တဲ့နောက်ပိုင်းမှာပဲဆိုတော့တော့ပြောလို့ရမှာပါနော်ဟုတ်ကဲ့လက်ရှိဖန်စီရမိထားတဲ့ပြန်ပေးဆွဲတရက်ခအမျိုးသားဟာ အသက်25နှစ်အရွယ်ဦးအောင်ဆောင်တွေအောင်စုတို့ဖြစ်တယ်လို့ပြောဆိုနေကြပြီးဒေဆုံးသွားတဲ့မိန်းကလေးငယ်တွေကိုစာတင်ချပေးနေတဲ့ကျောင်းဆရာမကြီးအမျိုးသားဖြစ်တယ်လို့လည်းလူမှုကွန်ရက်ဆောင်မျက်နှာတွေမှာရေးသားပေါ်ပြထားချက်တွေအရာတည်ရောက်ပါတယ်။မချိနာတည်င်းချာနေရနေနဲ့တိချအတိဖြူချက်တော့မရရှိသေးပါဘူး။ဒါအပြင်ဒီအမှုမှာတရုတ်နိုင်ငံသားတူပါဝင်ပတ်သက်နေတယ်လို့လူမှုကွန်ရက်ဆောင်မျက်နှာတွေမှာတည်င်းတွေပြန့်နှံ့နေပေမဲ့မချိနာတည်င်းချာနေအနေနဲ့တိချအတိဖြူနိုင်တာတော့မရှိသေးပါဘူး။ တေဆုံးခဲ့ရတဲ့မင်းကလေးငယ်၃ဦးထဲကနှစ်ဦးရဲ့အလောင်းကို February 25ရက်နေ့ညမှာတွေ့ရှိခဲ့ပြီ နောက်တစ်ဦးကိုတော့ဖေဖော်ဝါရီ26ရက်နေ့မနက်မှာတွေ့ရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမိန်းကလေးငယ်၃ဦးကအသက်ဆင်နေဝန်ကျင်အရွယ်တွေဖြစ်ပြီးခြေရောက်မူလာတန်းကျောင်းမှာကျောင်းတက်နေတဲ့ကျောင်းသူတွေဖြစ်တယ်လို့ဆိုပါတယ်။ဖြစ်ခဲ့တဲ့ဖေဖော်ဝါရီလ22ရက်နေ့ကအဲ့ဒီမိန်းကလေးငယ်၃ဦးဟာမုံဆန်ရောင်ခြေရွာကတူတို့ဆီယာမဖြစ်တွေ့ရဲ့နေအိမ်စီသွားတဲ့အချိန်ပျောက်ဆုံးခဲ့ရကနေတည်ဆုံးနေတဲ့ခန္ဓာကိုယ်တွေကိုသာပြန်လည်တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။ ဂျေယန်စစ်ဆောင်စကား2013ခုနှစ်ကကျန်ရည်နယ်စစ်တပ်တို့ကြားတကြောပြန်တပ်ပွဲဖြစ်ပွားပြီးနောက်ပေါ်ပေါက်ခဲ့တဲ့စစ်ဆောင်စကန်တစ်ခုဖြစ်ပါတယ်။စစ်ကောင်စီတပ်ကဖက်ကန်ကြောက်စိမ့်တွင်ဒေသအတွင်ဖေဖော်ဝါရီလနောက်ဆုံးပတ်လောက်ကစပြီးစစ်ကြောင်းထိုးတဲ့အပြင်ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေခက်ဆစ်စစ်ပြုလုပ်လာတယ်လို့သိရပါတယ်။ဖက်ကန်မြို့နယ်ရှရော့ခ်ကျေးရွာမှာရှိတဲ့ KIA KPDF ရဲ့ကေကော မတ်လတရနေ့မနက်7:00နာရီလောက်မှာစစ်ကောင်စီက drone နဲ့ပုံချဲတိုက်ခိုက်ခဲ့လို့သိရပါတယ်။ရှရခကျေးရွာညောင်ပင်ကုန်းက KIA KBDF ကကိုစစ်ကောင်စီက drone နဲ့ပုံချဲတိုက်ခိုက်ခဲ့တဲ့အချိန်ရေတံပို့နေတဲ့အမျိုးသားတအူပုံစာထိမှန်ကထိခိုက်တရာရရှိပြီး KIA KBDF ဘက်ကတော့ထိခိုက်မှုမရှိဘူးလို့ KIA နဲ့နှိဆက်တဲ့အမျိုးသားတအူကမြင်လာတဲ့ channel ကိုပြောပါတယ်။စစ်ကောင်စီတပ်ဟာဖကန်က KIA KBDF တပ်တွေရဲ့အင်အား20လောက်ပဲရှိတဲ့ gate တွေကိုအ धिक ပြတ်မှတ်ထားပြီးတိုက်ခိုက်နေတာတွေတွေ့နေရတယ်လို့ ဖကန်ဒေတာခန်တူကပြောပါတယ်။လက်တော်စစ်ကောင်စီကနေဖကန်ကြောက်စိန်တွင်းဒေတာက KIA KPDF တပ်နဲ့ gate တွေကိုဒရုန်းနဲ့ပစ်ခတ်ရုံတမကစစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့အပြင်ဖကန်တမကုန်းကနေလည်းလက်နက်ကြီးတွေပစ်ခတ်နေရလို့ပြောပါတယ်။ပြီးခဲ့တဲ့ February 24ရက်နေ့ကလည်းစရခကျေးရွာက KIA KPDF gate ကိုစစ်ကောင်စီကဒရုန်းနဲ့ပုံကျဲခဲ့ပါတယ်။ဖေဗရလာ29ရက်နေ့ကလည်းစံကြွယ်ကျေးရွာမှာရှိတဲ့ KIA gate ကိုစစ်ကောင်စီဘက်ကတွားရောက်တိုက်ခိုက်ခဲ့ပြီး KIA ဘက်ကတအူးတိတ်ဆုံးခဲ့လို့သိရပါဗျ။ အနာသိန်း၄နှစ်တာကာလအတွင်းလူမှုကွန်ရက်စာမျက်နှာပေါ်မှာစစ်ကောင်စီကိုဆန့်ကျင်ဝေဖန်တာကြောင့်ဖမ်းဆီးအရေးခံရသူ1884ယောက်အထိရှိတယ်လို့ဒေတာဖော်မြန်မာရဲ့အစီရင်ခံစာအရသိရပါဗျ2022ခုနှစ်နဲ့2023ခုနှစ်တွင်မှာဖမ်းဆီးခံရသူပြည်များ900ကျော်ရှိခဲ့ပြီး2024ခုနှစ်မှာတော့မြို့နယ်ပေါင်း136မြို့နယ်က အွန်လိုင်းအသုံးပြုသူ385ရောက်ဖမ်းဆီးခံရပြီးအများစုဟာရန်ကုန်တိုင်းနဲ့မန္တလေးတိုင်းတို့ကဖြစ်တယ်လို့ဖေဖော်ဝါရီ28ရက်နေ့မှာထုတ်ပြန်တဲ့အစည်းအဝေးခန်းစာမှာဖော်ပြထားပါတယ်။ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ Facebook ပေါ်မှာရေးသားများဝယ်မှုတွေကြောင့်ဖန်ဆီးခံရတာဖြစ်ပြီးတခြား online platform တွေဖြစ်တဲ့ TikTok, Telegram, Viber ပေါ်မှာရေးသားမှုတွေကြောင့်လည်းဖန်ခံရမှုတွေရှိခဲ့တယ်လို့သိရပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက် online platform တွေကိုထိန်းချုပ်ဖို့လှုံ့ဆော်ခဲ့တဲ့အပြင် internet ဖြတ်တောက်တာတွေလှုံ့ဆော်ခဲ့တယ်လို့လူသုံးများတဲ့ Facebook အသုံးပြုခွင့်ကိုလည်းပိတ်ပင်ကြတာဖြစ်ပါတယ်။စစ်ကောင်စီကိုစန့်ကျင်ဝေဖန်တာတွေ အွန်လိုင်းကနေရေးသားပြောဆိုမှုတွေကိုအရေးယူမယ်လို့လည်းစစ်ကောင်စီလက်အောက်ခံတင်းစာတွေမှာဖော်ပြမှုတွေလည်းလှုံ့ဆော်ခဲ့ပါတယ်။အခုဒေတာဖို့မြန်မာကဖော်ပြကြတဲ့လင်းနေအတွင်းဖန်စီခရယာတူရီဟာမြို့နေပေါင်း122မြို့နေမှာနေထိုင်သူတွေဖြစ်ပြီးပဲခူးမြို့နေက83ရောင်နဲ့အများဆုံးဖန်စီခံကြရတယ်လို့သိရပါတယ်။ဖန်စီခံရတဲ့1884ယောက်ချင်းမှာအမျိုးသမီး668ယောက်နဲ့ အမျိုးသား1136ရောက်သူဖြစ်တယ်လို့သိရပါတယ်။အရေးယူခံရမှုအသေးစိတ်နဲ့ပြန်လည်လွတ်မြောက်လာမှုရှိမရှိအသေးစိတ်အချက်လက်ကိုတော့ကောက်ယူထားနိုင်ခြင်းမရှိဘူးလို့ဒေတာဖော်မြန်မာကဆိုပါတယ်။စစ်တအာဏာသိမ်းပြီးနောက်လူမှုကွန်ရက်စာမျက်နှာကနေလှုပ်ဆော်ရာဝါဒဖြန့်တာချိန်ချောက်တာတွေပြုလုပ်ခဲ့ရင်အတံဖမှုတိုက်ဖြစ်ရေးဥပဒေ electronic ဆက်တွေဆောင်ရွက်ရေးဥပဒေတွင်လည်းအရေးယူမယ်လို့စစ်ကောင်စီက2022ခုနှစ်ဇန်နဝါရီလမှာထုတ်ပြန်ချပါတယ် ကလေးတွေရဲ့ပညာရေးကိုတစ်ဖက်တလန်းကနေကူညီပေးနေတဲ့ရုံးမတောင်တန်းတွေကြားကနေဦးခီးတဲ့စာကြည့်တဲ့အကြောင်းကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒါကတော့လူငယ်လေးတွေစာကြည့်အိမ်မှာထားတဲ့တောင်ရည်အုပ်ကိုဖြေနိုင်ရေးစိတ်ဆန်းရေးရအောင်လှုပ်ဆောင်နေကြတာပါ။ဒီစာကြည့်လိုက်ကတော့မြန်မာနိုင်ငံအနောက်ပိုင်းရိုးမတောင်တန်းတွေကြားမှာရှိတဲ့ ွေဦးခီတဲ့စာချိတိုက်ပါစာချိတိုက်ကိုတော့အာနာသိမ့်မှုကိုတော်လန်နေတဲ့မကွေးတိုင်းရဲ့လူငယ်တွေပူပေါင်းပြီး2022ခုနှစ်ကလေးကစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်တည်ထောင်ချိန်တစ်လျှောက်လုံးမှာအဲ့ဒီလူငယ်တွေဟာစိန်ခေါ်မှုအမျိုးမျိုးနဲ့ကြုံခဲ့ရတယ်လို့အခုထိလည်းကြုံနေရတော့မှာစာချိတိုက်တည်ထောင်သူတွေကတယောက်ဖြစ်တယ်လို့မြေပြင်မှာလဲစာချိတိုက်ကိုဦးစီးနေသူတယောက်ဖြစ်တဲ့မမေတူကတော့ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရတဲ့ချို့ကိုအခုလိုပြန်ပြောင်းပြောပြပါရစေ။ ဒီမှာတို့ရေရောက်နေတဲ့စစ်တေတာကိုစစ်ချောင်းတွေတအားထိုးဒီလက်နဲ့ကြီးတွေလင်းနေဒီအမြဲတမ်းစက်တိုက်လာတဲ့အဲအချိန်တွေမှာဆိုလို့ရှိရင်ဟိုဒီစာကြည့်ရိုက်ကဟိုယာယီပိတ်ထားခဲ့ရတယ်ရှိတယ်ပေါ့နော်ဟိုရေကြီးတဲ့နှစ်တွေပေါ့နော်အကိုတို့လည်းတိမှာပါအဲ့တုန်းကဆိုတော့တနိုင်ငံလုံးအနဲ့ရေကြီးတဲ့အချိန်တွေမှာတော့အာအာစာကြည့်ရိုက်ကရေမြုပ်သွားတယ်ပေါ့နော်အဲ့တုန်းကစာအုပ်တွေကိုတော့အချိန်ကြီးဆယ်လိုက်နိုင်တယ်ရေကညနေပိုင်းတက်တာပေါ့နော်ညနေပိုင်းတက်တာဆိုတော့ ဟာစာစာအုပ်ဒီဘေးလွတ်ရအောင်ရောက်တဲ့အချိန်မှာပဲစာကြည့်ရိုက်ကလုံးလုံးမြုပ်သွားတယ်ပေါ့နော်ဒီစာကြည့်လိုက်မှာတော့တမိုင်းနဲ့နိုင်ငံရေးဆိုင်ရာစာအုပ်တွေအများအပြားရှိသလိုတုတရတနဲ့ကလေးငယ်တွေဖတ်ဖို့စာအုပ်တွေလည်းရှိပါတယ်။စာကြည့်လိုက်ကနေနေ့စဉ်ငားရန်ဖတ်ရှုနေတဲ့သူတွေကတော့အဲ့ဒီအနီးပတ်ဝန်းကျင်မှာရှိတဲ့တော်လန်ရေးအဖွဲ့ဝင်တွေနဲ့ဒေသခံတွေပါ။ ရေနှုံးကတော့အဲ့ဒီစာကြည့်လိုက်မှအုတ်ရေ800အထိရှိခဲ့ပြီမဲ့အခုချိန်မှာတော့အကြောင်းအမျိုးမျိုးကြောင့်900လောက်ပဲကျန်တော့တယ်လို့လည်းမတ်မီတူကပြောပါတယ်ဆုံးရှုံးမှုစားအုပ်ဆုံးရှုံးမှုတွေပေါ့နော်အဲ့ဒါကတော့ဟိုသူတို့တွေရှိမှဖက်ချင်တယ်ဆိုတာမျိုးနဲ့ဟိုအငှားသွားပြီးပြတ်မအပ်တာပေါ့နော်ချစ်ဖို့လည်းကောင်းပါရဲ့အဲအဲ့အိတ်စာအုပ်တွေရှိတယ်ပြီးရင်အင်းဒီ ငါသွားပြီးတော့မှဟိုအဆောင်နေလည်းနဲ့ကြီးကြလို့ပေါ့နော်အဆောင်နေလည်းနဲ့ကြီးကြလို့အာဒီပြဲဒီမီးလောင်တာအနေပြီးတော့မှပြက်မလာတဲ့စားအုပ်တွေရှိတယ်ပေါ့နော်ဆိုတော့စားအုပ်ဆုံးရှုံးမှုကအုတ်300ဝန်းကျင်ထိရှိတယ်ပေါ့နော်ကျွန်မနေဦးခီးတခြားကြီးရိုက်မှာအုတ်ရေ800ကျော်တိုက်ပိုင်စင်းသွင်းမိတာရှိတဲ့ထဲကလက်ရှိမှာအုတ်900လောက်ပဲဟို900တင်းတင်းပဲကျန်တော့တယ်ပေါ့နော်ဆိုတော့အဲ့စားအုပ်တွေကိုလည်းဒီနိုင်ငံရေးနောက်ခံသမိုင်းစားအုပ်တွေဒီသမိုင်းနောက်ခံစားအုပ်တွေအများကြီးထပ်ဖြည့်ခြင်းနဲ့ရွှဲဆန္ဒမျိုးတော့ရှိပါတယ်ပေါ့နော်ဟုတ် နွေဦးခီးတဲ့စာကြည့်လိုက်ဟာအဲ့ဒီလိုစောက်တွေကိုအခမဲ့ငားရမ်းပေးမှုအပြင်တစ်ဖက်မှာလည်းဒေတာကန်လူငယ်တွေကြောင်းဆက်တက်လို့ရအောင်စူးစမ်းဖြည့်တင်နေပါတယ်အဲ့ဒီအကြောင်းကိုတော့မမေတူကအခုလိုရှင်းပြပါပါတယ် တကယ်တော့စာကြည့်ရိုက်တစ်ခုဆိုတာဒီចောင်းသားတွေစာလဲလာလုပ်လို့ရကွန်ပျူတာခန်းတွေရှိဆိုတာမျိုးတွေဖြစ်ရမှာပေါ့เนาะစာကြည့်ရိုက်တစ်ခုအင်ကာရဲ့ဆုံးမှုဆိုလို့ရှိရင်တော့ဒါပေမဲ့ဟိုဒီကျမတို့မလုံနိုင်ခဲ့တဲ့အချိန်တွေရှိရပေါ့ဒါပေမဲ့အခု new key တဲ့စာကြည့်ရိုက်လေးမှာတော့ပေါ့เนาะရနိုင်တဲ့အင်အားနဲ့အဲဒီစာကြည့်ရိုက်တစ်ဖြစ်လဲဒီ landing center ပေါ့เนาะចောင်းသားတွေအဲဒီအဓိကကတော့ဒီ space ဆောင်ចောင်းသားတွေကဒီစာကြည့်ရိုက်ကို အာအာဒီစာကြီးအိုက်ကိုလာပြီပေါ့နော်စာကြီးအိုက်ရင်ွယ်မှာခိုးလုံးပြီးတော့ပဲကြောင်းတက်ကြရဲဆိုတာမျိုးလေးပြောချင်တယ်ပေါ့နော်အဓိကကတော့ငါတို့တို့ဒီစာကြီးအိုက်မှာအကြောင်းလာတက်ကြရဲအာဒီကျမတို့ကစာကြီးအိုက်မှာဒီ styling တွေပါရှင်းထားတယ်ပေါ့နော်အာတို့က federal school တွေတက်ကြရဲထက်တန်းကျောင်းသားတွေဖြစ်တယ်အဲ့တော့တို့အာစာကြီးအိုက်ရဲ့ဝေယဝဆရာတွေကုလုံရင်တလန်းနဲ့အာဒီကနေပြီးတော့ပဲကြောင်းတက်ကြရဲပေါ့နော်ဟုတ်စာကြီးအိုက်ကနေကြောင်းတက်နေလို့စေနာဝန်တန်းအဖြစ်ဝင်ရောက်လုပ်ကင်နေတဲ့မက်ဆင်မအောင်ကတော့ ူအလုံးလုံးရင်ကြောင်းတက်ဖြစ်သွားတဲ့အကြောင်းကိုအခုလိုပဲပြောပါတယ်။ကျွန်တော်တို့ဒီကြောင်းဖုန်ကောင်းစကူတွေကပိတ်သွားတဲ့အချိန်မှာကျွန်တော်တို့ကစာလည်းမတင်ရဘူးဒီတိုင်းနေနေရတဲ့အချိန်မှာဒီဘက်ကဒီ online school ကိုတက်ဖြစ်တာပါ။ကျွန်တော်တို့စာတင်ပေးတဲ့အမဒီကြောင်းကကိစ္စလေးနဲ့ပတ်သက်ပြီးတော့လုပ်မယ်ဆိုပြီးတော့ စာပြီးပြောတာနဲ့ကျွန်တော်တို့လုတ်ဖြစ်တာပါဒီဗော်ရန်တီယာလုပ်ရတဲ့အချိန်မှာတချို့အမအုံငွေစင်းတွေနဲ့ပတ်သက်ပြီးတော့ကူပေးရတာတွေပြီးတော့ကျောင်းစာအုပ်စင်းတွေကိုလုတ်ပေးရတာတွေအဲ့လိုမျိုးတွေရှိပါတယ်ပြီးတော့ဒီနွေဦးခီးတဲ့ကလုတ်တဲ့ဒီကိုစာဖတ်ပိုင်းတွေမှာဝင်ပြီးကူပေးရတာတွေအဲ့လိုမျိုးတွေရှိပါတယ်နွေဦးခီးတဲ့စာကြည့်ရိုက်ကိုတော့အခုချိန်မှာစေနာဝန်ထမ်းတွေအပါဝင်လူဝင်အားဆယ်ယောက်လောက်နဲ့လည်ပတ်နေတာပါ။ စာကြည့်တဲ့တီထောင်သူတယောက်ဖြစ်တဲ့မက်မီတူကတော့စာကြည့်တိုင်းမှာစာအုပ်တွေထပ်ဖြည့်ဖို့စူးစမ်းနေလို့လူငယ်အများပြားရဲ့ပညာရေးအတွက်လဲစာကြည့်တိုက်ကနေကူညီနိုင်အောင်စူးစမ်းသွားမယ်လို့ဆိုပါတယ်။ဒါပေမဲ့တော်လန်ရေးပြီးသွားတဲ့အချိန်မှာတော့အခုစာကြည့်တိုက်ကိုလက်လွှဲခဲ့ပြီးတခြား data တွေမှာစာကြည့်တိုက်တွေထပ်ထူထောင်သွားခြင်းတယ်လို့အခုလိုပြောပါတယ်။ကဲဒီတော်လိုင်းပြီးလို့ကျမဆိုရင်အညာသူပေါ့နော်ဒီရုံးမဘွားကနေအညာကိုပြန်ရမှာပဲပေါ့နော်အဲ့တော့ကျမပြန်သွားတဲ့တစ်ချိန်မှာဒီစာကြည့်ရိုက်ကို ဒီ selection တန်းနေအောင်ဟိုထိမ့်သိမ့်မဲ့လူလူငယ်တွေပေါ့နော်ဒေသခံလူငယ်တွေအများကြီးပေါ်ထွက်စီခြင်းနဲ့ဆွဲဆန္ဒမျိုးရှိပါတယ်။အခုချိန်မှာတော့ new key တဲ့စာကြည့်လိုက်ဟာကလေးတွေရဲ့ပညာရေးအတွက်ကူညီပေးနေတာတွေအပြင်ကွန်ပျူတာနဲ့အင်္ဂလိပ်စာသင်တန်းတွေဒါမှမဟုတ်တခြားသင်တန်းတွေကိုလည်းပြုလုပ်ပေးနေတယ်လို့ software ဝိုင်းတွေကိုလည်းအပတ်စဉ်ပြုလုပ်ပေးနေပါတယ်။ မြေချနာသတင်းကြော်ရဲ့ TV အစီအစဉ်ကိုအပတ်စဉ်ကြာတာပတိနေ့မနေ့၈နိုင်တိုင်းမှာတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်မြေချနာသတင်းကြော်ရဲ့ Facebook, YouTube, Telegram, Instagram စတဲ့ online channel တွေမှာလာရောက်ကြည့်ရှုနိုင်ပါတယ်။ပရိသတ်အားလုံးကိုစိတ်နှလုံးသုံးပါစမ်းမချမ်းသာကြပါစေ။